အားလုံးပဲမင်္ဂလာပါရှင်။စာရေးဆရာမြင့်မြတ်နိုးကြေးလက်ရေးသားတဲ့အွန်ပေပါနဲ့တကယ်ဘဝဆိုတဲ့ယာတာဝတ္ထုတို့လေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။မြင်ရသူတိုင်းစက်တရေရှိတဲ့ပုံလေးပါ။စူးတစိတ်တွေကန်ဆောင်ထားတဲ့သမီးနှစ်ယောက်တစ်ဖက်စီချမ်းရံပြီးမာမမမန်အလဲမာရက်နေတဲ့ဖခင်။နောက်ခံစာတန်းကပညာရေးချွန်စုပေးပွဲခမ်းနား ပညာရေးချော်စုပေးပွဲနေ့ကကျွန်တော်ကိုယ်တိုင်ဖုန်းနဲ့ရိုက်ပေးခဲ့တဲ့ပုံလေးပါ။ဆရာနဲ့မတ်တရဓပုံရိုက်ချင်လို့ဟိုမဝတ်မရခွင့်တောင်းလာတဲ့သူတို့ညီမကိုသမီးတို့အဖေနဲ့လည်းရိုက်လေဆိုပြီးကျွန်တော်ကိုယ်တိုင်ရိုက်ပေးခဲ့တဲ့ပုံလေးပါ။ဓပုံကင်မရာလည်းမဟုတ်ဓပုံပညာလည်းမတတ်တဲ့တာမန်ကျောင်းဆရာတယောက်ရိုက်ထားတဲ့ပုံဖြစ်တာကြောင့်ပုံကောင်းလို့မဆိုနိုင်ပါ။ဒါပေမဲ့နှစ်နှစ်ဆက်တိုက်စုရထားတဲ့ ။တမီးနှစ်ယောက်အလဲကဖာငယ်မျက်နှာဟာပညာရေးချွန်စုပေးပွဲစာနှန်းနဲ့လိုက်ဖက်စွာကြက်တီးရှိနေပါတယ်။အကြီးပြုံးမရှိပေမဲ့တမီးနှစ်ယောက်တွင်ဝမ်းမြောက်ဂုဏ်ယူမှု အထင်သာပေါ်လွင်နေပါတယ်။ဒီပုံလေးကို ပုံကြီးချေပလတ်စတစ်လောင်းမိကမှတပည့်နှစ်ယောက်ကို ပေးဖို့ရာမဝမရေဖြစ်တယ်လို့လို့အားတောင်အားနာဖြစ်တယ်လို့လို့အပြစ်မကင်းတယ်လို့လို့ခံစားနေရပါတယ် အတန်းထဲမှာမေးစရာရှိလို့မေးလိုက်တဲ့အခါတိုင်းတွတ်တွတ်လပ်လပ်ပြန်ဖြေတတ်တယ်ကလေးမလေးအဖြစ်စတင်တတိထားမိပါတယ်အဲ့ဒီကလေးမလေးကကြောင်လွတ်ချိန်မှာအိမ်မပြန်သေးပဲအချိန်မိုတင်နေရတယ်လေးတန်းကြောင်သူညီမကိုစောင့်နေတတ်ပါတယ်လေးတန်းပူချိန်ပြီးမှလာကြိုးမဲ့မိဘကိုစောင့်နေရတာလို့သိရပါတယ်လိပ်စာမေးကြည့်လိုက်တော့မိမိနဲ့လမ်းကြုံတာကြောင့်ညနေကျောင်းဆင်းချိန်တိုင်းကလေးမလေးကိုစက်ဘင်းနဲ့တင်ခေါ်ဖြစ်ပါတယ် လေးမလေးကဆေးရဆပင်းနောက်ကလိုက်ရတာအာနာဟန်တူပါတယ်လမ်းထိပ်မှာခြာပေးဖို့ပြောပေမယ့်အိမ်အထိလိုက်ဖို့ပေးပြပါတယ်အိမ်အထိလိုက်ဖို့ပေးတဲ့အတွက်အိမ်သားတွေနဲ့ရင်းနှီးခွင့်ရခဲ့တယ်လို့စင်းရဲနွမ်းပါတဲ့မိသားစုဆိုတာကိုလည်းတီးခွင့်ရခဲ့ပါတယ်ချမ်းမိုင်မရှိချားတဲ့သူတို့မိသားစုဟာ နောက်တစ်နှစ်မှာရက်ွက်တစ်ခုကိုပြောင်းသွားပါတယ်ငါးရန်တက်လာတဲ့အငယ်မလေးနဲ့ကျောင်းလွတ်ချိန်တူသွားတဲ့အတွက်လည်း ညီမနှစ်ယောက်ကိုစပိန်နဲ့တင်ခေါ်ဖို့အဆင်မပြေတော့ပါဘူး။စာတော်တဲ့ညီမနှစ်ယောက်ရဲ့ဖခင်ဦးသိန်းဝင်းကိုကျောင်းကျိုးတော်ဆောင်အဖွဲ့မှာကျောင်းသားမိဘကိုစလဲဖြစ်ပါဝင်စေခဲ့ပါတယ်။ဒါကြောင့်ဦးသိန်းဝင်းဟာလားစဉ်စီဝေတိုင်းတက်ရောက်ရသလိုကျောင်းဖွံ့ဖြိုးတိုးတက်မှုကော်မတီငွေစည်ရင်းဆောင်မှာလက်မှတ်ရေးထိုးရပါတယ်။ကျွန်တော်တို့ကျောင်းကအစိုးရကျောင်းမဟုတ်ပါဘူး။ဘာကလို့အလွယ်ခေါ်တဲ့ဖုံတော်ကြီးတင်ပညာရေးမူလတန်းလုံးကျောင်းမှာ ။ចောင်းမှာចောင်းသားနှမျိုးရှိပါတယ်။ကိုရင်ကကိုလာတတ်တယ်။အပြင်းနေចောင်းသားနေ။အဆောင်မှာចောင်းရင်ចောင်းသားနေတယ်။အဆောင်ចောင်းသားဆိုပြီးနှမျိုးရှိပါတယ်။ចောင်းသားလို့အလွယ်ခေါ်ပေမယ့်အဆောင်နေကောပြင်ပနေကောចောင်းမှာနှမျိုးစလုံးရှိပါတယ်။အဆောင်နေအများစုကတော့ပအုပ်ပလောင်တိုင်းရင်းသားတွေဖြစ်ပါတယ်။အများစုကစေဘေးရှောင်ကလေးတွေဖြစ်ပါတယ်။ရောက်စာကလေးတွေဟာမြန်မာစကားမတတ်ပါဘူး။ကို့ဒေတာတွင်ကလေးတွေလည်းအဆောင်နေခွင့်ရှိပါတယ်။ မိဘမဲ့ကလေးတွေပါ နောက်ပိုင်းမှာတော့အမိမဲ့အဖမဲ့စသဖြင့်တဖက်မဲ့တွေကို လက်ခံရာကနေမိဘနှစ်ပါးလုံးရှိတော့လေအကြောင်းမျိုးမျိုးကြောင့်ကြောင်းမထားနိုင်တဲ့ကလေးအလုံးကိုလက်ခံတဲ့အထိကျေပြန့်လာပါတယ်အဲ့ဒီကလေးတွေကိုတော့စင်ရဲနွမ်းပါလို့အမိတက်လိုက်ပါတယ်စင်ရဲနွမ်းပါကလေးတွေကိုအဆောင်နေလက်ခံလိုက်တဲ့အတွက်တနစ်ထက်တနစ်အဆောင်နေဥည်များလာပါတယ်ဆရာတော်အပေါ်တာဝန်နေပို့ပြီလာပါတယ် ဆရာတော်ကိုယ်တိုင်မြို့ရင်းရက်ကွက်များကိုလှည့်လည်ပြီးအာယုံဆုံးခံနေတိုင်းကြွရပါတယ်။စဘာပေါ်ချိန်မှာဆုံးဆန်ခံထွက်ပြီးမိုးရင်းအတွက်စူဆောင်းရပါတယ်။အခါအာယုံစွာအလူရှင်ရှိပေမယ့်ပုံမှန်လူရှင်မရှိတဲ့အတွက်ရေရှည်တည်တတ်နိုင်ဖို့အခက်ကြုံရပါတယ်။ဒီအချိန်နေမှာလူမှုဝန်ထမ်းအသီးမှတ်ပြုလူငယ်ဖွံ့ဖြိုးရေးပရာဟိတဂေယာလျှောက်ဖို့လိုအပ်လာပါတယ်။ပထမဆုံးကော်မတီဖွဲ့ရပါတယ်။ကော်မတီဖွဲ့ပြီး အသင်းအဖွဲ့မှတ်ပုံတင်ရပါတယ်။အသင်းအဖွဲ့မှတ်ပုံတင်ပြီးတဲ့အထိအခက်အခဲမရှိခဲ့ပေမယ့်လူမှုဝန်ထမ်းကခွင့်ပြုရရဖို့ရအခက်အခဲရှိလာပါတယ်။မိဘမဲ့30ရာနှုန်းရှိရပါမယ်။ဆရာတော်ကဆင်းရဲနှံပါတွေကို လက်ခံထားတော့မိဘမဲ့အရေးအတွက်ကတတ်မှတ်ရာနှုန်းမပြည့်ပါဘူး။အဆောင်လေး229ဦးမှာမိဘမဲ့45ဦးသာရှိပါတယ်။မိဘမဲ့ရာနှုန်းကိုင်းညီမှုရှိအောင်လုပ်ရမယ့်နည်းလမ်းနှစ်နည်းရှိပါတယ်။ အဆောင်နေဦးရင်89ဦးကို ထုတ်ပစ်ဖို့နဲ့မိဘမဲ့စရင်မှာ24ဦးတိုးဖို့ပါအဆောင်နေ89ဦးရှော့ပစ်ဖို့ရာအသိန်းဖွဲ့မှတ်ပုံတင်ဓာတ်ပုံမှတ်တမ်းမှာ229ဦးလုံးပါရှိနေပါတယ်မိဘမဲ့စရင်မှာ24ဦးကိုအလွယ်တကူတိုးလိုက်တာတော့မဟုတ်ပါဘူးအရှိတိုင်း45ဦးစရင်နဲ့တင်ပြခဲ့တာအဲ့ဒီတိုင်းဆက်လက်တင်ပြရင်ခွင့်ပြုချက်မရနိုင်ကြဘူးသူတို့အတွေ့အကြုံရာ 30ရာနှုန်းပြည့်မှသာခွင့်ပြုမှာဖြစ်ကြောင်းပြင်မို့တိုးဖို့ဆန္ဒမရှိရင်လေဒီအတိုင်းဆက်လက်တင်ပြပေးမည်ဖြစ်ကြောင်းခရိုင်လူမှုဝန်ထမ်းရုံးကအကြောင်းပြန်ခဲ့ပါတယ်။ဆရာတော်နဲ့ပညာရေးတာဝန်ခံဦးစင်းလေးတို့ကပြင်ပေးဖို့ဖီးယားမပေးခဲ့ပါ။ဖီးယားတွေကြားရောက်လာတာက ကျွန်တော်အပေါ်ပါ။အရင်တုန်းကနှစ်ကြိမ်တည်းမအောင်မြင်ခဲ့တာကို အောင်မြင်အောင်လုပ်ဖို့ရာပြင်ဆင်ပေးမှဖြစ်မှာပါပြင်ဆင်မှုကိစ္စကလည်းတကယ်မဟုတ်ဘူး စာရွက်ပေါ်မှာပြင်ရမှာပါ။စာရွက်ပေါ်မှာလို့ဆိုပေမဲ့တဲတဲ့ပြောရရင်ကျောင်းသားမိဘတွေရဲ့အသက်ကိုတတ်ပေးရမှာ။တည်စရင်သွင်းပေးရမှာ။24ရောက်အတွက်ဆိုတော့48ရောက်ဖြစ်မှာပါ။မတွေ့ရစရာကိစ္စပါ။အလွန်ကြောက်စရာကောင်းပြီးအလွန်ကြီးတဲ့ပြစ်မှုကြီးပါ။အဲ့ဒီပြစ်မှုကြီးကိုကျွန်တော်ကျူးလွန်ခဲ့ပါတယ်။ဇရာတော့အပေါ်တောင်းဝန်ပို့စီခြင်းနိုင်ရင်စရင်အမှန်ပြန်ပြုစုရင် အဆောင်တွေចောင်းသား86ယောက်ကို ပြင်ပနေចောင်းသားဖြစ်ပြောင်းပေးရမှာပါ တချို့ចောင်းသားတွေအတွက် ပြင်ပနေចောင်းသားဖြစ်ပြောင်းစီခြင်းဟာចောင်းထုတ်လိုက်တာနဲ့အတူတူပါပဲနောက်တနည်းလို့လို့ရတာရှိပါသေးတယ်30ရာနှုန်းနဲ့ကန့်ညီတဲ့ចောင်းသား150ကိုသာအဆောင်တွေចောင်းသားဖြစ်စည်ရင်သွင်းရမှာဖြစ်ပါတယ်ခတ်တာက229ဦးဓာတ်ပုံမှတ်တမ်းကစာအုပ်ချုပ်ပြီးတင်ပြထားပြီးဖြစ်နေတယ် ဒါ့အပြင်မိဘမဲ့စရင်ကိုသာအွန်ပေပါ ခွင့်ပြုထားပေမယ့်အဆောင်ဒီစရင်ကိုတိုက်ဆိုင်စစ်ဆေးမှာပါအဲ့ဒီလိုနဲ့လက်ပြမတတ်မဲ့မိဘမဲ့စရင်ကို တိုးပေးခြင်းဆိုတဲ့ပြစ်မှုကြီးကိုကျူးလွန်ခဲ့မိပါတယ်တနေ့ကျွန်တော်လောက်ရရဲ့အကျိုးဆက်ဖြင့်တုံလို့ခြောက်ခြားဝယ်နေ့တနေ့ပေါ်ကျုံးရုတ်တန်လိုင်းကတနေ့တာလှူရှားမှုများကို လာရောက်ရိုက်ကူးဖို့အကြောင်းကြားလာပါတယ်ခတ်တာက နွေရသည်ကျောင်းပိရက်နဲ့ကျုံနေတာပါကျောင်းပိရက်ဖြစ်နေတဲ့အတွက်ကျောင်းသားတွေကိုတရင်တဆင်လိုက်ခေါ်ရပါတယ်ဖယားရှိခိုးတာစာတင်တာနဲ့ကျောင်းဝန်တွင်ကလေးတွေစော်ကစားနေတာကိုရက်ကူးမှဖြစ်ပါတယ်ရုပ်တံရက်ကူးဖို့အတွက်တန်ရှင်းရေးကစာလိုအပ်တာတွေပြင်ရပါတယ်ကျောင်းတွင်းလှုံရှားမှုတွေမှာတက်တက်ကြွကြွပါဝင်တက်တဲ့အပြင် စာတော်တဲ့ညီမကိုကျွန်တော်ကိုယ်တိုင်သွားခေါ်ခဲ့ပါတယ် ချောင်းကမ်းဘေးကသူတို့အိမ်ရောက်ဖို့တံတားလေးတစ်ခုကူးရပါသေးတယ်။ကျွန်တော်တံတားလေးကိုဖြတ်ကျော်ပြီးချိန်မှာသူတို့ညီမပြေးထွက်လာပါတယ်။ဆရာဖြစ်သူ ကျွန်တော်ကိုတစ်ဖက်တစ်ချက်စီလက်တွဲပြီးသူတို့အိမ်ပေါ်ကိုတက်စီပါတယ်။နည်းနည်းထူးဆန်းသလိုဖြစ်နေတာကသူတို့အိမ်ပေါ်မှာဧည့်သည်တချို့ရှိနေသလိုခုံဝိုင်းတဝိုင်းလေးပြင်ထားပါတယ်။ဆရာမဝင်းကတခါလေးဝင်စားနော်။တပည့်နှစ်ယောက်ဖိတ်ခေါ်တဲ့အချိန်မှာကျွန်တော်ဇဝေဇဝါဖြစ်နေပါတယ်။ အလူလောက်တာလားဘာအတွက်လဲလို့မေးမဲ့ဆက်ဆက်မှာရက်တောင်တချောင်းကျွန်တော်ကိုကမ်းပေးပါတယ်။ဦးသိန်းဝင်း52နည်းဆိုတဲ့ရက်တောင်မောကစာကိုဖတ်မိချင်းအံ့ဩသွားပါတယ်။ဆရာအိမ်ကိုဖိတ်စာပို့လိုက်သေးတယ်အိမ်တကားပိတ်ထားလို့ဘေးအိမ်ကိုပေးခဲ့တယ်။တော်သေးတာပေါ့တိုက်တိုက်ဆိုင်ဆိုင်ရက်လဲတဲ့နေ့ရောက်လာလို့ကူငွေထဲဖို့တွေးနေတော့ဆရာမကြားလိုက်ဘူးထင်တယ်ကားအစည်းတန်းဖြစ်တာ။ညာ ကားအစီးတယ်။ဟိုတန်ရောင်လိုက်မိပါတယ်။သူနင်းတဲ့ဆက်ကားကိုနောက်ကဝင်တိုက်တာ။ပွဲချင်းမီမဟုတ်ပေမဲ့ဖြစ်ကလေးကသတိမရတာ။ရန်ကုန်အုံနောက်နဲ့အောင်ကျော်စင်းကိုရောက်သေးတယ်။တပတ်ကြာမှဆုံးသွားတယ်။ကျမ်းမာရေးကောင်းတဲ့အတန်60ကျော်အရွယ်မို့ဘာဖြစ်တာလဲဆိုတဲ့အမေစကားကို မေးဖို့မလိုအောင်တဆက်တည်းဖြေသွားပါတယ်။မျက်စီထဲမြင်နေတာက သမီးနှစ်ယောက်အလဲမှာဂုံယူစွာရက်နေတဲ့ဦးသိန်းဝင်းပုံမှာ ဖုန်းထဲမှာပုံရှိသေးတာမို့ပုံကြီးချဲ့ပြီးလက်ဆောင်ပေးဖို့လဲဆုံးဖြတ်လိုက်ပါတယ်။ငါအဲ့ဒါတွေဘာမှမသိဘူး။ဒိုးเจ้าကိုဖော်ကျုံရုတ်တန်လိုင်းကရိုက်ကူးရလာမှာမို့သမီးတို့ညီမနဲ့ကိုလာခေါ်တာ။ဘယ်နေ့လဲဆရာ။မနေ့ပြန်မလာနိုင်လဲမလာနဲ့လေ။လာခဲ့ပါမယ်ဆရာ။အေးအေးသမီးတို့လာရင်လေစူးယူတဲ့နေ့ကသမီးတို့အဖေပါတဲ့ပုံလေးဆရာထုတ်ထားမယ်။တပည့်နှစ်ယောက်ကို အားပေးစကားပြောခဲ့ပေမယ့်အားပေးသူကိုယ်တိုင် အားရမဲ့နေတာကိုတတိထားမိပါတယ်။လောလောလတ်လတ်ဖားခင်မဲ့သွားတဲ့တပည့်နှစ်ယောက်အတွက်ဝမ်းနေရသလိုကျောင်းကျိုးတော်ဆောင်တယောက်ဆုံရှုံသွားလို့လဲဝမ်းနေရပါတယ်။ပိုခံစားရတာကကျွန်တော်ပယောကကင်းရဲ့လားလို့တုံလှုပ်ချောက်ချားနေပါတယ်။ကျောင်းသား24ယောက်ကိုမိဘမဲ့စည်ရင်စာရွက်ပေါ်မှာတိုးပေးခဲ့ခြင်းကဂျမ်းမာကြီးကောင်းနေအသက်50ဆွန်းစာရွယ်ကာအစည်းရန်ကြောင့် တည်ရတယ်ဆိုတဲ့အဖြစ်မှန်ကို ဖြစ်စေခဲ့ပြီလားအဲ့ဒီလိုမဟုတ်ဘူးဆိုရင်တော့ကျွန်တော်လုပ်ခဲ့တဲ့လုပ်ရရဲ့အကျိုးဆက်ဖြစ်ကျွန်တော်ရဲ့လက်တွေ့ဘဝတစ်ချောင်းလုံး၆လန့်ခံနေရမှာကတော့သိကြပါတယ်နားဆင်ပေးသူအားလုံးကိုကျေးဇူးတူးပဲတင်ရှိပါတယ်ရှင်